ကျွန်တော်ကသူ့တဘောကြတဲ့အချက်ကအများကြီးတော့မရှိနည်းနည်းလေးပဲအဲ့နည်းနည်းလေးလည်းတော်တော်လေးကိုဖြစ်သွားပြီဒီကောင်ကဖြူတယ်ပြီးတော့ကျွန်တော်နဲ့သူတော့အင်္ဂါသားလေးသူကပတ်စံရိုက်သူကားရိုက်မှာဒါအဲပတ်စံအခုတိတ်ပတ်စံတိတ်ဟိုဟာသူကတိတ်တစ်ထောင်တစ်ထောင်ရကြည့်သူကားရင်ရိုက်မှာသူအရင်ကနေခဲ့တာကဟောမလားမကူမပင်မတောက်မတားကြနေခဲ့တာကြမှာဦးချစ်ချစ်မှာချစ်ချစ်ဝုန်းတိုင်းပြောင်းတဲ့အချိန်မှာကျွန်တော်ခဲလို့အောင်ကိုဒမေကိုစားပြီးကိုစားပြီးရိုက်ကြတာကဘယ်သူ့ဘုံမှာကျွန်တော်လုတ်ပိုင်ခွင့်မတောင်းတော့ဘူး သူတို့ချပေးလိုက်ပိုင်ခွင့်ချပေးရတယ်ပို့ပြီးလုပ်ပြလိုက်တယ်ပြီးရင်ကိုကကိုလုံနိုင်တာကိုလုတ်ပြပြီးတော့မှသူတို့လုတ်ပိုင်ခွင့်ယူခိုင်းပြီးတော့ပေးလိုက်တယ်အဲ့လိုပဲလုပ်တော့တယ်ကျွန်တော်ကသူ့တဘောကြတဲ့အချက်ကအများကြီးတော့မရှိနည်းနည်းလေးပဲအဲ့နည်းနည်းလေးလည်းတော်တော်လေးကိုဖြစ်သွားတယ်ဒီကောင်ကဖြူတယ်ပြီးတော့ကျွန်တော်နဲ့သူတော့အင်္ဂါသားတွေအင်္ဂါသားတွေကကလိန်ချင်းမရှိနောက်တော့အဖြစ်အဲဒဲပဲသူ့ဘယ်နဲ့လင်းနေတယ်အရှိအရှိတိုင်းနေတယ်ညီတော်က तू ဘလောက်ပဲက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 ဲ तू ဒီမိမရကလျာသွားတဲ့အချိန်မှာ तू ဘောအောင် तू ကျွန်တော်ဘလို့တီဆောင်မယ် ုတနေ့ကကျွန်တော်ကတော့ဘာလဲမသိဘူးအကြောင်းရင်းပြောနေပတ်စံရလာရင်ဘာလို့မလဲဆိုတော့ကျွန်တော်တို့ဆိုရင်ဒီချိန်မှာပတ်စံရကားထိုးရဖို့အစီအစဉ်တိတ်ခေါင်းတော့တိတ်မရှိဘူး။ဩအိမ်ဝယ်မယ်ဘာလို့မလဲညာလို့မယ်ပေါ့နော်။မဟုတ်တော့ပတ်စံရသူကားရရင်ဒါ။အဲပတ်စံအခုတိတ်ပတ်စံတိတ်ဟိုဟာဆိုတိတ်တစ်ထောင်တစ်ထောင်ရရှိသူကားရရင်ရမှာ။ဘာလို့ဒီရေတော့ဒီဒီစကားပြောတာပဲ။ဒါပေမဲ့သူဒီကျွန်တော်ကဘာနဲ့မျိုးလဲဆိုတော့ခင်စပယ်ဦးမျိုးဆက်ဒီချိန်မှာသူ့အဖေနဲ့ ူတီးရတဲ့ message မဟုတ်ရှိနေဆုံးမှာကျွန်တော်ကအဲ့လောက်ဒီပြောတာမလို့ကျွန်တော်ကတ်လို့ရမှာတော့မဟုတ်ဘူးတော့အဖြစ်မရှိတဲ့အချိန်မှာကျွန်တော်ကလုတ်ပြရမယ်တောင်းဝလူတိုင်းမှာရှိတယ်အမှုပြန်သမားတိုင်းမှာရှိတယ်ကူတီးဟာကျွန်တော်ဘောဂျီစုရှိလို့ကျွန်တော်ဘောမဟုတ်ဘူးသူကကျွန်တော်တကားပဲဆိုမှုတယ်ဒါပေမဲ့ကူတီးဟာကျွန်တော်အိုက်တော့ကူတီးဟာရဲ့ဘူကီကိုငငယ်တော့ခိုက်ခဲ့တယ်ကူတီးဟာရဲ့ item တွေကြိုက်တယ်ဘောတော့ယောက်ျားတယောက်ရဲ့လုံးဝဗျာ major ဖြစ်တယ်ဗျာအရင်မှ hero character ငငယ်တော့ကြိုက်တယ်သူကသူတော်လန်တာမတော်လန်တာသူ့ရဲ့ character သူသွားတာဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကပါဆိုတော့ ီခင်ဆွေးမျိုးဆက်မှာ तू မမလို့ဘယ်လိုလုပ်မလဲပြောတရားနေဆိုတာတားနဲ့တမီပဲနှစ်ယောက်ပဲမွေးရတာလေအဲ့တော့ तू လုပ်တဲ့ဟာကိုမင်းကမဖြစ်နိုင်ပါညာအဲ့လိုပြော negative side ဟုတ်ပြီကျွန်တော်ရအောင်လုပ်ပြမယ်အဲ့ကျွန်တော်အဲ့လိုအဲ့ဒါကိုကျွန်တော်အကုန်လုံးစိန်ခေါ်လိုက်တာပေါ့အဲ तू idea ကောင်းမှနေရပြိမဲ့ဆိုတဲ့ဟာဒါသက်မစင်အဲ့ရအဲ့ဒါတော့ခေါ်ရမလားလူမစုပြောလို့ရရလေအမေအဖေသူအဖေမရှိရဲ့နောက်ပိုင်းအဲရှိတဲ့အချိန်နဲ့မရှိတဲ့အချိန်နဲ့ तू ဖြတ်တန်းခဲ့တာ ကုသေးစာကတော့ငငယ်လေးနဲ့အဲသူရုံးကန်ရတဲ့ရုံးကန်ရတယ်ပြီးရင်သူအရင်ကနေခဲ့တာကဟောမလားမပူမပင်မတောက်မတားကြနေခဲ့တာကြမှာအချစ်ချင်းမှာချစ်ချင်းဝုံတိုင်းပြောင်းတဲ့အချိန်မှာကျွန်တော်ခဲလို့အောင်ပဲကျွန်တော်လည်းဆိုင်မဟုတ်ကျွန်တော်မလေးကျွန်တော်အခုရိုက်တာတထေးမဟုတ်ဘူးကျွန်တော်ကလေးသုံးနဲ့လုံမနဲ့အခုလိုရိုက်တာကိုဒမင်းကိုစားပြီးကကိုစားပြီးရိုက်ကြတာကကျွန်တော်ကရိုက်ကူးစေးရိုက်ကူးရေးအဲပြောမှဆိုရင်စက်ပစ္စည်းကျောင်းမှာရှိတယ် ဲ့တော့ကျွန်တော်ကဇလန်ဇညွန်ဒရိုက်တာနဲ့စက်ပစ္စည်းစိုက်တယ်တဲ့လူတွေဟဲ့အောင်မင်းထမင်းစားပြီးမင်းရိုက်သူတည်းမှာမင်းအိမ်မှာလာရိုက်မင်းကောင်ထမင်းကျွေးငါအိမ်မှာလာမင်းကောင်ထမင်းကျွေးအဲ့လိုရိုက်ကြနောက်ဆိုကျွန်တော်တွေကဟိုပရိုဂျူဆာရမှရိုက်မယ်ဆိုရင်ဟိုအဲ့ပရိုဂျူဆာပဲချိန်ညဟောကျွန်တော်ဒီဇယ်လေးပါခင်ဗျလိုက်လိုက်အဲ့လိုပြရမယ်ဖြစ်ကြီးမဟုတ်တော့အဲ့လို300လမ်းခင်မဟုတ်တော့ဒီချိန်မှာကျွန်တော်တို့ပြူဆိုင်ဒိုင်းမှာရှိတာပဲတငယ်ချင်းတွေရှိတာပဲအရင်အဲ့လိုပြီးတော့အာဇက်လေးပြပြီးတော့ကိုယ့်အလဲကိုစောင့်မဟုတ် ကိုယ်မှာကင်မရာလေးရှိတယ်ကိုယ့်အကိုနိုင်တဲ့လောက်ထုတ်ရိုက်ကြအောင်အဲ့တော့လာရတဲ့တငယ်ချင်းတွေကျွန်တော်တို့ကျွန်တော်မိသားစုရဲ့စနိုင်တရားဦးရဲ့အဲတငယ်ချင်းခိုင်စာတွေ့တူးမောင်ကန်ကောင်းအကျော်တပင်းရောက်ကောင်းတယ်ကျွန်တော်ပဲကျွန်တော်ဒီဘိုင်နူတွေ့နေရွေးနေတယ်ဆိုပရိုက်တာဒီအဖွဲ့လေးပဲကိုယ်ထမင်းကိုစားရတဲ့ရှူရင်းလေးပါဝေးပါလာတဲ့ဒီတိုင်းဝင်ဝေးပါလာလို့လည်းမသိဘူးဗျကျွန်တော်မှန်သောစကားပြောတာသူများတွေကတေလို့ကြီးအမေးရင်ဝင်မှာကောင်းချခြင်းနဲ့မိမလက်ပုံမသိခြင်းနဲ့တော့မဟုတ်ပါဘူး တခြင်းဆိုရင်စတိတ်ဆင်မသိရင်သိမသိရင်ရိုက်ခွင်းမှာကားရရင်သိကျင်တယ်လို့ကျွန်တော်အဲ့တိုင်းပြောတယ်ပေါ့အဲ့ feeling ပဲဘောက်တော်လေး feeling ကိုကြိုက်တာပါကျွန်တော်ပြပြပါဗျအိုးဒီကတနေ့လောက်ပါလေကိုနိုင်စောရီကို live ပေါ်မှာရေးတာရှိတယ်ကိုတရားနေဆိုတဲ့အကြောင်းသူ့ဦးလေးတွေသူ့အဖေတွေအကုန်လုံးကတိတိတွင်လုတ်ခဲ့တယ်လေ T1 demand ဆိုအကုန်เนาะဘသူကဆန်ပြောပြလိုက်ဘသူကလိတီးတယ်ဘာသာတီးတယ်ပြောလိုက်ကျွန်တော်တို့အဖွဲ့မှာအဖေတို့အဖွဲ့မှာတော့အဖေက PNOD ပါတယ်။အင်းကျွန်တော်တို့အခုလက်ရှိလေဖြတ်နေတယ်ကျွန်တော်တို့အတန်ဖိုင်း engineer academy ရတဲ့ဥက္ကဋ္ဌတင်ဆိုရယ် lead creator တီးတယ်။ lead creator တီးတယ်။အဲ lead hollow အကောင်လုံးတီးပါတယ်။နောက်ကကြတော့ base တီးတာကျွန်တော်တို့ရဲ့ဦးလေးဦးလေးတော့ပေါ့အဖိုးလေး1ခွဲပေါ့။ဦးလေး1ခွဲတယောက်ကဟိုပါဦးဝနာကျော်ဆိုတာသူကသူတီးပါတယ်။သူဆုံးရတဲ့ driver ညာနဲ့တင်ဆိုက drum တီးပါတယ်ကျွန်တော်တို့ကအဲ့လိုလေးနဲ့တီးရထောင်တယ်။ music ကိုကျွန်တော် guitar ရုပ်ရှင်ရောဒီတော့တစ်ခေတ်တစ်ခါအရင်ကြီးကြီးကျယ်ခံနာခဲ့တဲ့အဲ့ music က သူ့မလုံးနဲ့တတောက်လို့မရအောင်အစိုးရကတော့ဟာမင်းစီးပွားရေးလို့ပတ်စံပတ်စံရှိမှာအာမင်းကအမှုပညာလို့ဆိုတော့အဲ့ဒါတော့သူတို့သူတို့ဘက်ကဒီချိန်သူတို့အသက်ရံပြောမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့ဒီကလေးဒီအသက်ရံမှာဟုတ်တယ်သူ့အနေနဲ့စဉ်းစားကြည့်ဆိုပါစို့စဉ်းစားကြည့်ဟိုစီးပွားအဆင်ပြေကျွန်တော်တို့တို့တို့လမ်းမင်းဈေးဈေးထွက်ရောင်းရမလားဒါမှမဟုတ်ပါပဲ online ဈေးရောင်းရောင်းရမလားအမှုပညာနဲ့သူရက်တရမှာလို့အဲကျွန်တော်ဘေးကနေတော့ဒါလေးကို guide လုပ်ပေးရတယ်အဲ့တော့တချင်းရတာကောင်းတယ်ဗျာသူကလည်းရေးတဲ့တချင်းတွေရှိတယ်အခုကျွန်တော်အဖွဲ့ထဲမှာ အကံကောင်းဆိုတဲ့တူဆောင်ကြီးလေးတောင်းတဲ့သူနဲ့အဲပေါင်းမိရတဲ့ကျွန်တော်ဒီငလီနဲ့ပတ်သက်တဲ့ဟိုပါဘောနော်ဒီအကျူးပြုတခြင်းပေါ့ငလီရဲ့လို့မဟုတ်ဘူးဒီကက်ဘေးနဲ့ပတ်သက်တဲ့လူတွေကိုစိတ်အားမငယ်ဖို့ပြန်ပြီးတော့ခေါင်းအပိတခြင်းလေးရည်ရတာသူကလည်းရည်ရတာကြောင့်မထင်ဘူးရှော့မတွန်းနဲ့အမလေးအရင်တော့ကတော့ကျွန်တော်ကလုတ်ပိုင်ခွင့်ရအောင်လိုက်တောင်းနေနောက်ပိုင်းကျတော့စနိုင်စီရောက်လဲသွားပြီမင်းသားကြီးကား၃ငါးရိုက်ပြည့်ချင်းမှာကျွန်တော်လဲသွားပြီမင်းသားကြီးရဲ့ဇလန်တွဲ၃ငါးရိုက်ပြည့်ချင်းမှာကျွန်တော်လဲသွားပြီဘယ်သူ့ဘုံမှာကျွန်တော်လုတ်ပိုင်ခွင့်မတောင်းတော့ဘူး တို့ချပေးလို့ပိုင်ခွင့်ချပေးရတယ်ပို့ပြီးလုပ်ပြလိုက်တယ်။ပြီးရင်ကိုကကိုလုံနိုင်တာကိုလုပ်ပြပြီးတော့မှတို့လုံပိုင်ခွင့်ယူခိုင်းပြီးတော့ပေးလိုက်တယ်။အဲ့လိုပဲလုပ်တော့တယ်။လုံပိုင်ခွင့်ကျွန်တော်အရင်လိုက်မတောင်းတော့။ဒီလိုလုံပိုင်ခွင့်လိုက်တောင်းတယ်တောင်းပြီးတော့ကျွန်တော်လုံပိုင်ခွင့်ကိုကျွန်တော်တို့တောင်းတဲ့အတိုင်းမပေးလိုက်ကျွန်တော်ဒေါသဖြစ်ကြတယ်ဝမ်းနေရတယ်ခံစားရတယ်ဟိုကိုပဲဟိုပင်ပန်းရတယ်အဲ့အားကြီးမခံစားကြတော့ဘူးအဲကြောင့်မလို့အကူနဲ့တိုင်ပင်ပြီးအခုဒီလိုလေးကိုလူကိုယ်ကလုပ်ပြတာပါဒါမဲ့တခုရှိတာအမှုပညာလုံပိုင်ခွင့်အနေနဲ့ကျွန်တော်နဲ့တော့ ခုလို collaboration လုပ်တယ်ဆိုရင်ပေါ့နော်အခုထင်မှုကစားရိုက်ကြရဆိုပေမဲ့တခြားအဲ့မင်းအတိုင်းဝိုင်းဘလို့တောင်းလဲဆိုတော့မှတချင်းဆိုတဲ့အတိုင်းဝိုင်းသူတို့အတိုင်းဝိုင်းမှာဘလို့တိုးအောင်လဲဆိုတော့လေမင်းကိုအဖက်မလို့ချင်းဟာတွေကကြုံရောက်မှာအများကြီးပဲဒါတွေကိုတိတ်မခံစားနဲ့လို့ခံစားဖို့မတန်လို့လို့မင်းကအရင်တော့ကတော့ပြရတင်ဆိုရဲတားဆိုရဲစိတ်ကိုမထင်းနဲ့เนาะစစ်အမရာပြည့်ဟူရဲ့အဖေဆိုရဲစိတ်ကိုထဲလို့ကျွန်တော်တို့အများအားပြောပြပေးတယ်သူရှိမှာ လိုအပ်တဲ့အရာကတော့အလွယ်တကူပြောမယ်ဆိုရင်တော့ပြောလို့ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ခုလိုအပ်နေတာကအမှုပညာကိုတကယ်ချစ်တဲ့လူချင်းလို့ရင်လွယ်လွယ်လေးပဲ shooting ဆိုတာကဘာလို့အဲ့ဒါဆိုတာကျွန်တော်ဗစက်ကပြောကြမှာလို့ပါဘူးကျွန်တော်တို့မှာလုံနိုင်၊ကင်နိုင်နဲ့ရိုက်ချက်လားဇလန်းဇက်ညောလား item လားတိတ်တာကတော့အပြည့်ရှိတယ်အဲ့တော့ကျွန်တော်တို့က ကျွန်တော်ဘာလို့အဲ့ရလဲဆိုတော့ကျွန်တော်နဲ့ collaboration လုပ်ခြင်းရလုပ်လို့ရပါတယ်ကျွန်တော်နဲ့ဘာလို့အဲ့ရလဲဆိုတော့ဟိုဒီ interview ကိုဖြေတဲ့ခါကျရင်ဒီ interview ကပြောတဲ့ဇာတ်ကားကိုကြည့်ရင်သိပါတယ်အော်ကျွန်တော်တို့ကကုတူကတော့ producer ရှိလို့ရိုက်နိုင်မှာမဟုတ်ဘူးဆိုတော့လေအဲ့တော့စစ်နိုင်တရားဦးမှာဘာလို့အဲ့လဲလို့ပြောရင်တော့အတွေ့အကြုံတို့ချင်းတဲ့ဆန္ဒတရားခံတို့ပြည်နေတယ်အတွေ့အကြုံ experience နဲ့ဘေးကနေအနီးကဲ guide လုပ်ဖို့ဟာပဲ training လို့လားအဲ့ training ကကြာတော့နောက်မှကောင် service တော့လဲ ဲ့တော့ကျွန်တော်တို့ရိုက်တဲ့အခါကျရင်လေပြပြောမရဘူးကျွန်တော်တို့မှာကိုယ်ပိုင်ကင်မရာနဲ့ရိုက်တဲ့အခါကျတော့ဂျူဒီဂျေးပူစာမလို့ဘူးမကြိုက်မချင်းရိုက်ဘူးအဲအဲ့လိုပြီးတော့အထူးတလဲကြီးကိုကျွန်တော်က तू မလုံးနိုင်တဲ့ဟာကြီးကိုကျွန်တော်အကယ်ဘီရှော့တွေမလုပ်ခံမင်းအဲ့လိုဂရမ်မငင်အဲ့လိုတောင်ကြီးမြောင်ကြီးဟောက်ပဲကျွန်တော်အဲ့တော့ပဲမြှောက်ရိုက်သွားမှာအဲ့ကြောင့်ကျွန်တော်ငတ်စားရိုက်တယ်ငတ်စားကလည်းကောင်းလိမ်မဲ့ကောင်း